ူတွေမျက်လုံးတွေကိုမှိတ်ကြည့်လိုက်စမ်းပါ။ Okay အဲ့လိုဆိုငါဗီဒီယိုမမြင်ရတော့ဘူး။ပြန်ဖွင့်ကြပြန်ဖွင့်ကြ။ပြန်မြင်အောင်ကြည့်လိုက်။2020ရဲ့အစောပိုင်းတကယ်လို့ကိုလူတွေကလည်းတတိလို့ဦးလေးအသက်ရွယ်နာကတ်နေပြီဆိုလို့ရှိရင်တော့အဲ့ဒီအချိန်ကလူတိုင်းစောခဲ့တဲ့ casual games လေးတွေကိုမှတ်မိမှာပဲ။အဲ့အဲ့လိုမှတ်မိရဆိုလို့ရှိရင်လည်း i game လေးတွေကဘလောက်စောရတာပျော်စရာကောင်းတယ်ဆိုတာလည်းမှတ်မိမယ်ထင်ပါတယ်။ဒါပေမဲ့အများစုကတော့အဲ့ဒီအချိန်မင်းတို့ပပရဲ့ boss တွေထဲမှာပဲရှိအောင်မထင်ね။အဲ့အဲ့ဒီ digital shake ကြီးမှာငါတို့တွေဘာ battle royale မှာမရှိခဲ့ကြဘူး။ မင်းတို့ပတ်စံအိတ်တွေပြောင်းမလဲခါသွားအောင်ဘာစကင်ဘာကော့စတူမ်ဘာလိုက်ဖ်ဆာဗစ်ဘူးရှစ်မှမရှိခဲ့ဘူးဘာမှအရေးမပါတဲ့ inclusivity ရေးပါညာဘာ sweet baby ink မှလည်းမရှိခဲ့ဘူး peak age တမန်ဒီနေ့ခင်မှာဒီအပျော်ပဲဆော့တဲ့ casual games လေးတွေဟာလုံးဝပျောက်ကွယ်သွားပြီဒီခင်မှာဘယ်ဘက်ကိုပဲပတ်ကြည့်လိုက်ပတ်ကြည့်လိုက်ဒီ triple a over budget တိုက်တဲ့အကြီးကြီးတွေကြီးပဲသေးတဲ့ဟာလေးဆိုရင်လည်း ထမဆုံးအပီဆုံးမလို့နားရဲတချောင်ဝင်အောင်တော့ပြောလိုက်အောင်မယ်ဒါ2000ခုနှစ်ကထွက်တဲ့အပြင်းမြင့်ဆော့ casual games လေးကြီးနော်ဒီ fucking mobile games တွေမဟုတ်ဘူးနော်အဲ့တော့ company ကြီးတွေနဲ့ထုတ်တဲ့ large production game တိုက်တဲ့ကြီးတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်ဒီစောက်ရင်းမပါတဲ့ mobile game တွေပဲဖြစ်ဖြစ်လာပြီး request ပါနဲ့ editor ထက်ဒီကောင်တွေကိုမှတ်လောက်သားလောက်ပြောလိုက်စမ်းပါဦး you black spirit chucker piece of shit nigga similarly တရီယိုဒီဗီဒီယိုတွေထုတ်လွှင့်နိုင်အောင်ကူညီပေးနေရဲ့ channel supporter တွေကိုလည်းအရေးအရန်ကျေးဇူးတင်ပါတယ် ကျန်တဲ့သူတွေအနေနဲ့လည်း pin comment အနေနဲ့ Temistan channel ကိုကြိုက်တဲ့လောက်တွားရောက် support လုပ်ရပါတယ် or like and subscribe လုပ်ပေးခြင်းနဲ့လည်းကူညီလို့ရပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါဘာလို့ဆိုဒီဗီဒီယိုရဲ့အဆုံးမှာပါဝင်ရှင်ပြိုင်လို့ရတဲ့ give away လာတော့မှာမဟုတ်လို့စုတ်တယ်ရို့ဒီနေ့မှာပြောက်ကွက်သွားတဲ့အချိန်မျိုးတစ်ခေါက်ပြန်ကြည့်ရင်ကျွန်တော်တို့ရဲ့ငယ်ဘဝလေးတွေကိုလွမ်းဆွတ်လိုက်ရအောင် but first at time မိမဖုန်းတစ်လုံးနဲ့အိမ်မက်တစ်ခုရှိရလို့ဆိုပါစို့အင်တာနက်မှာအောင်မြင်မှုအိမ်မက်တစ်ခုကွာ digital superstar တယောက်ဖြစ်ဖို့အတွက် မိမိသားစုတွေကအပင်းနေတငယ်ချင်းတွေကမြောက်ပင်းနေဒါပေမဲ့အစ်စ်မန်လောကကြီးကအဲ့လိုလုံးလုံးတာမဟုတ်ဘူးမင်း post တွေက9 view တောင်မကျော်ဘူးဖြစ်တယ် and အဲ့ထက်က9 view လောက်ကလည်းမင်းစော်ရဲ့တိတ်တိတ်ပုံလေးမင်းတို့နေရောပြက်ပြီလားလာချောင်းနေကြ algorithm ကယူဆိုင်ဦးမင်းကို it doesn't fucking care မင်း influencer တယောက်ရဲ့ lifestyle ကိုလိုချင်တယ်ဒါပေမဲ့အခုလောလောဆယ်မင်းဘဝကို sponsor ပေးနေရဆိုလို့ alcohol နဲ့ depression ပဲရှိတယ်။ဘာငါကောင်ဒီလိုလုံးဝဖြစ်เสียမလို့ဘူး။ မင်းလည်းဖြစ်အောင်လုပ်နိုင်တာပဲနီးတီးဖို့နဲ့အကူအညီနည်းနည်းလေးပဲလိုအပ်နေတာ and အဲ့နှစ်ခုလုံးအတွက် marketing capsule ရှိတယ်နောက်တတိယ company အတွက်တော်တော်နဲ့မကြောင်ညာပေးပါဘူး but တတိယ financial team ကိုယ်တိုင်အရင်က online shop page ခုမှလုပ်ပေးခဲ့တော့သူတို့ MC marketing capsule နဲ့ boost တွေယူခဲ့မှုကြောင့်ပြောပြရတယ် and ဒီလို service တွေ add တဲ့အထက်မှာသူတို့ကတော်တော်လေးအလုပ်လက်တွဲလုပ်ရတာအဆင်ပြေရဲ့လို့လည်းတတိယပြောပြရတယ်ပေါ့သူတို့ကပြောရင်အာတတိယ they know what they're fucking doing through ba the service name 1 facebook page 2 tiktok post 2အတွက် boosting လုပ်ပေးရသူက main views တွေကိုတစ်ချက်ကြည့်ပြီးနာမင်းအဲ့နံပါတ်တွေတက်မှာဖြစ်တော့မယ်အဲ့ rookie numbers so be တကယ်မြင့်တင်ပြီးမှာရဒါမှ algorithm ကလည်းဟာမင်းဗီဒီယိုလေးကအောင်မြင်တယ်ဟာဆိုပြီးသူများလေးကိုပို့ပို့ပြီး recommendation ပေးမှာအဲ့အဲ့လို tiktok ရရဲ့ view တွေနဲ့ပတ်စံနေရှာနိုင်အောင်လေသူတို့ရဲ့ service number 2 tiktok region ဂျပန်ပြောင်းပြီးဒီနိုင်ငံရဲ့ limitation တွေအကြောင်းပဲမှိုင်းမနေပါနဲ့ marketing capsule ရဲ့ service ကိုပဲယူလိုက် mint တော်လေးကဒီမင်းနီကြီးရဲ့အတိုင်းပြည်တော်ကြီးစီကဖြစ်သွားပြီ and အဲ့ဒီအရာပါရှိတဲ့ sweet sweet ရမ်းနေနဲ့မပတ်ဆက်ရှာနိုင်ဘော့ on me business page လေးကိုဖြစ်နေပြီ local brand လေးတခုဖြစ်နေပြီဆိုတော့ mint ကြံနေရပါလေသိလား license check mark ဒါမင်းထုတ်ကုန်ပြီ product တွေကိုခက်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 စွဲထားတဲ့ design တွေကို mobile လောက်ထားတယ်ဒါတော့မင်းတို့မလိုဘူးလို့ထင်နိုင်ပါတယ်ပြန်ကို product တွေကို design တွေ ကို့ brand name ကြီး like ကို online ပေါ်မှာတခြားတယောက်ကရောင်းနေတာမတွေ့ခင်ထီတော့အဲ့လိုထင်အောင်ပါပဲအဲ့ဒီအချိန်ရောက်တော့မှ online ပေါ်မှာပွဲတွေ drama တွေခင်းနေသလိုရှိရင်ကို့ brand ရဲ့နာမည်နဲ့မျက်နှာကိုပါထိကြိုက်တယ်နော်ပြီးတော့ဒီလို online business တွေဆိုတာနာမည်နဲ့မျက်နှာအရာရာပဲလေအကြောင်တာမျိုးဆိုတာခုကလေးကအထာကြကြအကွက်ကြိုချထားတဲ့နေနော်လောကမှာမင်းတယောက်တည်းရှိရဲဆိုတာကိုတက်သိပြလိုက်စမ်းပါမင်းနဲ့ထိုက်တန်တဲ့ attention ကိုရယူလိုက်စမ်းပါ marketing capsule ရဲ့ link တွေအကောင်လုံးကို thread pin comment နဲ့မှာချပေးထားလိုက်ပါမယ်သူတို့စီသွားရဲဆိုလို့ရှိရင် thread ရလွတ်လိုက်တယ်လို့ပြောလိုက်ပါ ဒီဗီဒီယိုစပွန်ဆာပေးရတဲ့အတွက်အရင်ရင်ကျေးဇူးတင်ပါတယ် marketing capsule ကဲမီနီဂိမ်းလေးစီပြန်သွားလိုက်ရအောင် at diamonds ခုနှစ်က2002ကဘာကြီးကလက်ဆောင်တစ်ခုရရှိခဲ့တယ်အရင်ခက်ရှိပြေးပြီးလူသားမျိုးနွယ်ကိုမမျော်မှန်းနိုင်တဲ့အမြင့်နေတီတန်ဆောင်သွားပေးနိုင်တဲ့အရာတစ်ခုအရင်ခံနာလုံးလို့ကဘာငိမ့်ငိမ့်နဲ့စာလောင်မှုပြဿနာတွေကိုပပျောက်သွားစေခဲ့တော့ဘယ်လိုလဲ။ရတရိုးပလာတီဘော့စ်ကို release ခဲ့။ဒီလက်ပတ်ရဲ့ဒုတိယ game လေးက netic ကိုယ်တိုင်လာရောက်စက်သတယ်လို့ပဲ ကဘာဘောကမကောင်းမှုတွေအကုန်ပပျောက်ပြီးတော့ perfection နဲ့ဒီလောက်ထိကြီးဆက်ခဲ့။ but အဲ့ဒီထဲမှာလည်းတတိယမွေးရဲ့ဆိုတော့ you know ကဘာကြီးရဲ့ကောင်းချက်နဲ့မကောင်းချက်ကအမျှကြီးပြန်ဖြစ်သွားတယ်။ perfectly balanced. you're welcome. တဲ့ဒီကဲကိုညီမလေးနဲ့ဆော့ခဲ့တာ core memory တွေဖြစ်ခဲ့။အနည်းအားလုံးတော်တော့မတော်ခဲ့ကြပါဘူး။ဒီမြန်လေးကိုရှောက်ပြန်ပြီးပြစ်ကြခက်ကြနဲ့ခဏခဏသေးတယ်ရဲ့။ but ပြောရကောင်းတာတော့ဒီဒီ game ရဲ့ main ဆွဲဆောင်ချက်ကသူ့ရဲ့ art and ကျွန်တော် art style ကိုပဲပြောနေရမှာမဟုတ်ဘူးနော်။ ။ဘာလို့ပြောနေရလဲဆိုတော့ဂိမ်းထဲကရင်းမြန်နိုင်ကြည်စံနိုင် background တိုင်းကတောင်တန်းလေးတွေတိမ်တိုင်းလေးတွေအကုန်လုံးရှော့နေလို့ချာ။ absolute insanity the dedication ကအော်လောက်တယ်။တခြားဂိမ်း dev တွေက polygon တွေစွဲနေတော့မှဒီကောင်ကြီးက play တွေစောင့်နေကြ။ this is peak gaming motherfucker ။ but တတိမြင်မှာတော့ဒီဂိမ်းလေးကအခုထွက်လာတဲ့ဂိမ်းတွေတက်အများကြီးပိုကြည့်ကောင်းတယ်။အဲ့ဒါမဲ့ဒီချစ်စရာကောင်းတဲ့ visual ရဲ့အကြောင်းလည်းအလဲသားမခံနိုင်အောင်နော်။ ဒါ bullet hell game တခုရယ် bullet hell ဆိုတာကတော့လူတွေအားလုံးသိကြရတဲ့အတိုင်းအရန်စိတ်အေးပြီး relax ဖြစ်တဲ့ game genre တခုပေါ့ game ကို solo or co-op ဆိုလို့ရတယ် and အဲ့ဒီမှာ fun တွေတကယ်စားဘေးမြန်ကိုယ်မြန်မြန်မသေးခွဲ့ screen ရဲ့ဘယ်ဘက်ကနေညာဘက်ကိုပြန်ရင်ပြစ်တာရင်းနဲ့တိပြီးမသေးဖို့ဆူတောင်းရတာပဲဒီကိစ္စမှာရန်သဘောကျတာလေ stage ကိုတွိုင်းရင်းနဲ့တဝက်လောက်ရောက်ရင်အဲ့ဒီ area ရဲ့ boss တွေကို background မှာမြင်ရတယ် အဲခဏနေကြောက်လာရမယ်တိုက်ပွဲတစ်ခုအတွက် uh, hype up လုပ်ပေးနေပြီလေဒီ gameplay loop ကိုဖြတ်ပြီးတာ power up တွေ environment standard power up the rapid fire widespread rocket launcher homing missile and jetty jaison sonic pulse but then the remake be မှာသိပြီပုံမှန်မဟုတ်တဲ့ weapons တွေပါပါလာတယ်ဒါရီကဒီ question mark power up လေးကိုတွေ့ရရပဲသူတို့စားရင်ပြောင်းနေရထွက်လာတာအကြီးစံလေးအစား hot dogs တွေ and fish လူတွေပြောကြသလိုပါပဲ why shoot guns when you can shoot donuts ကျွန်တော်ပြောမယ့် game ကတော့ feeling frenzy အော်ကျွန်တော်ပေးထားရတဲ့နာမည် capitalism fish edition game နဲ့မှာမင်းကငါ and ပိုသေးတဲ့ငါးတွေကိုလိုက်စားရတယ်ပိုကြီးတဲ့ငါးတွေကိုရှောင်ရင်ဒါမှတဖြည်းဖြည်းပိုကြီးလာပြီးငါးကြီးတွေကိုပါစားနိုင်မှာဒါဒီ game ရဲ့ whole stick ပဲအရန်ရိုးရှင်းတယ် seafood eat food don't become food သူကဘဝမှာအရင်အရေးကြီးတဲ့သင်ခန်းစာတစ်ခုလည်းပေးတယ်အဲ့ဒါကတော့ there's always a bigger fish အဲ့ငါဒီဗီဒီယိုထဲမှာဒုတိယတစ်ခါလုပ်တဲ့ Star Wars jokes ပဲ what the fuck is wrong with me ပထမဂိမ်းရဲ့ level 40မှာရှစ်ခုစီတိုင်းငါးတကောင်ပြောင်းတယ်အရင်ဆုံး Andy ဆိုရယ် Angel Fish လေးကနေစတယ် and then Lion Fish and then Angler Fish ကြီး Eddie John Dory နဲ့နောက်ဆုံးမှာ Orca Orville အနေနဲ့ငမန်းတွေကိုပါစားလို့ရတယ် and final ငါးအတွက်အဲ့ choice က perfect ဖြစ်တယ်လို့ထင်တာပဲ အော်ကာရီကစောက်ရဲအနိုင်ကျင့်တဲ့မျိုးစိတ်တွေဆိုတာဒါထည့်သွင်းတယ်။တန်ပြီးတော့သူတို့ sequel ထည့်ထုတ်ခဲ့တယ်။ Of course they did. Here သူတို့ storyline လည်းထည့်ပေးခဲ့တယ်။ Empire ဆိုရင်တော့ပါပဲဒီ alien ငါးကြီးတစ်ကောင်ရောက်လာတာ။ Story တိုင်းလိုက်တဲ့အခါတေရို Boris ဆိုတဲ့ butterfly fish လေးကနေစရတယ်။ And then Queen Tiger fish ကြီးလေးလား။ One angler fish ကြီးအဲ့ဒီပြန်လာတယ်။ Because he's just that goaded. And then we have Peter. Hey Peter. And finally fucking Jaws. စောနာဂျိုသားငါကိုတပြေးပြေးလိုက်စားဖို့ကြိုးစားရတာပဲတိတ်တော့မမျှတာပါဘူးအဲ့ဘဲကဘသူ့မှလည်းဘာမှလုပ်တာမဟုတ်ဘူး oh my god တူမအစ်ပါလာရင်မကန်နစ်ကတချို့ stage တွေထဲမှာရေထဲကခုန်ထွက်ပြီးပိုးကောင်လေးတွေကိုစားလို့ရတယ် you know တကယ်လို့ပင်လယ်ထဲမှာလည်းအကျန်းဖက်ရတာမကျင်တဲ့သိရင်ပေါ့ငါးကင်းတစ်ခုကနေနောက်တစ်ခု and a insane aquarium တခါလေးငါးကင်းလေးထဲမှာပဲကို့ငါးလေးတွေကိုစားကျွေးရင် relax လုပ်ချင်ဘူးလားဘာပူပဲမှမရှိပဲသူတို့လေးတွေတွာလာကူးခတ်နေတာကိုကြည့်ရင်းနဲ့အဲ့ဒါဘာလန်းကြီးလဲ Hey, what the fuck is that? Get the fuck away from me. Is inquiry မှာငါးကနေရငါးလေးတွေကိုပြူးပြူးဆောင်းဆောင်ရင်တို့လေးတွေမသိအောင်အစာတွေကျွေးယူစိုက်မွေးနောက်ပြီးရန်ဖန်ရန်ခါလာရတဲ့ဂျိုသားရဲ့စီကနေကာဝယ်ပေးရတာဆိုတော့ you know တာငနေတနေ့မှာကြုံတွေ့ရတဲ့အရာတွေပါပဲ stage တိုင်းမှာငါးလေးတွေကချပေးရဲ့ coin တွေစုပြီးဒီဥကိုဖောက်ပေးရတာဥတစ်ခုပေါတိုင်းကန်ထဲကငါးတွေကိုပူထိန်ပေးရဲ့ pets တွေရတယ်ဥပမာဒီ queue လေးကငါးရေထုတ်ပေးရဲ့ coin လေးတွေကို like ောက်ပေးရဲ့ But အများသောအားဖြင့် तू ကနေလုံးလို့ coin တွေကအောက်ကျပြီးပြကုန်တာပါပဲ You just fucking pieces of shit ဒီပိုက်ကြီးနေကိုဝင်တဲ့ငါးမိကြီးက20စက္ကန့်တစ်ခါလောက်ကပီငါးလေးတွေမွေးထုတ်ပြီးရယ် ND ဓာငမန်လေးကတော့လာရောက်ကျူးကျော်တဲ့ဂျူသားရဲ့ရန်နေကပွဲပြီးရယ်ဂျူဟိုက်အကြောင်းပြောရင်ဆိုရင်ကျွန်တော်ကလေးဘွားတုန်းကဒီကောင်တွေကြောက်တော်တော်ကြောက်ခဲ့ရသေးတယ်အဓိကကတော့သူတို့မလာခင်မှာပေးတဲ့အလံကြီးကြောင့်စောက်ရဲ့ anxiety တက်တာ kill it fucking kill it ငားငယ်တစ်ခုနဲ့တစ်ခုပြောင်းဖို့ကစောနာပြောသလိုပတ်စံနေစုပြီးဦးလေးဖောက်ပေးရတယ်။ဒါပေမဲ့ stage ကြီးတက်လာတဲ့အမြဦးဖောက်ဖို့ကလည်းပုံစည်းကြီးလာပဲ။ what ဦးဒစင်တက်ဖို့ကဒေါ်လာတစ်ပေါင်ဒီငားရည်ကနေစိန်ထွက်တဲ့ထင်းနေလား။ oh god damn it ကိုညီကိုမောင်နှမကြီးနဲ့နောက်ထပ်ဆော့ခဲ့တဲ့ mini game တစ်ခုကတော့ hamster ball ။ဝဲကျွန်တော်တို့ကဒီဖန်လုံးတဲ့ hamster လေးတွေကိုဒီရှုပ်ထွေးတဲ့ obstacle ကြီးကြော်ဖြတ်ပြီးပန်းလိုက်ကိုပို့ပေးရတယ်။ ဒီ game ထဲမှာအကြိုက်ဆုံးက difficulty ရုပ်တရက်ထိုးတက်သွားတာပဲ one up ဆိုတဲ့သွေးပူလေးချင်းငယ် level ကနေနောက်ဆုံး level အထိဘလို့ခက်ခဲမှုမျိုးကွာသွားလဲဆိုတော့1 1 2ကနေ Harvard တက်ကတော့နောက်ဆုံးဆောင်ပွဲလိုပဲပထမပိုင်း level ကြီးမှာဘာအနေနဲ့မှမရှိသေးဘူးအရင်ဆုံး control တွေသင်ပေးအောင်မယ် but then you get to the beginner race နဲ့ intermediate race တွေကိုရောက်တဲ့အခါပိုပြီး complex ဖြစ်တဲ့ system တွေတွေ့လာရပြီ pipes တွေနဲ့ travel တာ obstacle တွေရှောင်းတာအထူးသဖြင့်နောက်ကနေမနာတဲ့ light တိုက်တဲ့8 balls တွေဒေါ်လာထွက်နေတဲ့တင်းမုတ်ကြီးက main hamster လေးကို poker cat တစ်ခုလိုပြားပေါ်ထုပြဖို့စောင့်နေတာ anti comically large တွတ်ထောင်ယောက်ကြီးရေပေါ့ Jesus Christ သူတို့ဘာထောင်ဖမ်းဖို့ကြိုးစားနေကြရလဲ Dank Demos Jun Stage တွေဟာအရင် fan ပြီး creative လည်းဖြစ်တယ် For example mini yen light လေးမှာတောင်းနေတယ်လို့ခံစားစေတဲ့ Tower Race မှာဆိုလွှတ်ပြတဲ့ sling shot တွေအောက်ကနေစားတဲ့ခင်းရောင်အကောင်ကြီးတွေပါပါ and အပေါ်တက်တဲ့ upward race or gravity ကိုစတင်တဲ့ the odd race တွေအရဆို Teddy ရဲ့ favorite stage တွေပဲ but then so yeah bullshit တဲ့ stage တွေလည်းရှိတယ်စကြရဲမှာထိန်းရတာခက်ပါတယ်ဆိုမှန်များတော့သွားခိုင်းတဲ့ the glass race movement တဲ့ဆောင်ရဲထိန်းရတဲ့ the master race နဲ့ and then the impossible race No. No. Fuck you. တခြား game mode တွေလည်းပါသေးတယ်။ Time tournament where double ဒီလောက်ရှုပ်ရှက်ခန့်နေတဲ့ဝင်ကမာကြီးတွေနှိပ်စက်ခံရတာအားမရလို့ပေးထားတဲ့အချိန်အတွင်းမှာပြီးအောင်စော့ခိုင်းတဲ့ pressure တခုထပ်တူအောင်။ And then we have rodent rumble where ကျွန်တော်တို့ hamster လေးတွေကိုပွင့်နဲ့ထည့်ပြီးအချင်းချင်းရဲရဲဆက်ဆက်ပြန်တက်ခိုင်းတယ်။အများဆုံးတက်နိုင်တဲ့ကောင်ကနိုင်တာ and ကိုလိုနဲ့ကွက်တီဖြစ်မှာ။ ။ဘာလို့လဲဆိုဒီ game mode က psychopath တွေပဲ။ဒီ video မှာပါမယ်။နောက်ထပ် bullet hell game တစ်ခုကတော့ Yeah that တကယ် casual games တွေရဲ့ဘီယင်ကြီး pocket ကထုတ်ခဲ့တဲ့ game တစ်ခုပဲဖြစ်ပြီးဒါတို့ရဲ့တူတူကြကြ hardcore gamer ကြီးစမ်းယူရကြည့်ရဲ့ game တစ်ခု။အဲ့ဘလို့ချိန်လိုက်ကြ။အထောင်84မှာကွန်မြူနစ်တွေနဲ့တိုက်ရတဲ့စစ်ကိန်းတစ်ခုအဖြစ်ထုတ်တာပေါ့။ဘာရှိသေးလို့လဲ။ Pocket Game တော်တော်များများစတိုရီမရှိကြပါဘူး။ ဘာလို့ဆို gameplay ကိုပဲအသားပေးရများတော့ဒီ game လည်းအလားတူပဲဒါပေမဲ့သူတို့ intro ထဲမှာတော့ဘာကြောင့်တင်ကားတကားလူတွေ like တက်နေရလဲဆိုရယ် explanation လေးပေးထားတယ် so apparently stalin ရဲ့ communist တွေကကဘာကြီးကိုအုပ်ဆိုးဖို့အားကြီးလာပြီမဟာမိတ်တပ်တွေကလက်နက်ချဖို့စဉ်းစားနေကြတယ် so then သမ္မတကြီးက liberals တွေညှဉ်းပန်းနေတာကိုစိတ်ကုန်နေပြီလို့ပြောတယ် what the fuck and through it နောက်ဆုံးခံစစ်ကိုစွဲထုတ်ဖို့မိန်ပေးလိုက်တာပေါ့ the atomic tank oh fuck yeah ော်စတိုရီကတော့ Shakespeare စာပေမဟုတ်ပါဘူး။ဒါပေမဲ့ဒါတွေကနည်းနည်းနားလည်မှုလေးရရင်ရပြီလေ။ Now what about the game boy? Heavy weapons မှာကျွန်တော်တို့တင်ကားလေးကို mouse နဲ့ချင်းချောရတယ်။ Mouse left click နဲ့ပဲဖြစ်တယ်။ဒါဒီတိုင်းကြားရင်တော့တိတ်မစိုးထင်းမိဘူး။ But no because da bullet hell game တခုမို့ sacred တခုလုံးရန်သူကြီးစံနေနဲ့ပြည့်တာ။ And when mouse လောက်တဲ့ဘက်ကိုကိုတင်ကားလေးကသွားတာဆိုတော့ချိန်ပြစ်ဖို့နဲ့ကြီးရှောင်ဖို့တစ်ချိန်ထဲမှာလောက်ရတာ။တော်တော်လေးလက်ပေါက်ကဲ့။ အဲ့ဒါကိုဘာထပ်ပြေးပေးလဲဆိုတော့ဒီတင်ကဘလို့ကြည်စံမဲဖြစ်ဖြစ်တစ်ချက်တည်းထိရနဲ့ပေါက်တာ so you know ကျေးဇူးပေါ့ရန်သူတွေကလည်းပုံစံကွက်နဲ့လာသေးတယ်ချက်ဒီကိုဒုက္ခအပေးဆုံးကတော့ဒီအသေးခံခုံစင်းလာတဲ့လေးရင်ကြီးရဲ့မြည်ကြီးပေါ်ပြည့်တဲ့ကတွဲလာအဲ့ဒီကုံကိုကြောင်းကီးဘုတ်ကျိုးရမလို့ဖြစ်ခဲ့တယ်ဂိမ်းကလည်းအဲ့ဒါကိုသိလို့လားတော့မသိဘူးဒီကောင်လေးကိုခုနှစ်ခါဇက်တိုက်လွတ်တယ်ဒါပေမဲ့အစိုးဆုံးကတော့ဒီဘုံအကြီးကျယ်တဲ့လေးရင်ကြီး ဘာလို့ဆိုသူတို့ကျဲရဲ့ဘုံလေးကိုလေထဲမှာဖြည့်စီးပြရတာမဟုတ်ရင်ဘယ်နာကြကြသေးတာပဲအော်အေးရပါတယ်ငါလက်ထဲမှာပြဿနာမဆုံးသေးဘူးဆိုတော့ဒီကောင်မင်းနဲ့ရှင်ဘိုးကကျွန်တော်တို့ဘက်ကတက်ကြရင်လေးကတစ်ခါတလေပေါဝါအက်လေးလာချပေးရယ်ဒါရီကပုံများများ damage ထွက်တာကြီး or fire rate ပုံပြီးမြန်တာကြီး and shield တွေပေါ့ဒီဖော်နူးနူးလေးနဲ့လောက်ထားရဲကျွန်တော်တို့တန်ကားလေးအတွက်ဒီပေါ်အပ်တဲ့အများကြီးအကူအညီဖြစ်စေတယ်။ဒါပေမဲ့ဒီကဲအကူအညီဖြစ်တာတွေကတော့ဒီဒီဘိုင်းရင်းစီချပေးတဲ့မက်ဂါလေးဇာပေါ်ဝါအပ် သူကကြီးသမျှအရာတွေကိုအကုန်အမုံဖြစ်သွားတယ် and nuclear right click ကိုနှဲ့ရင် screen ပေါ်ကရန်သူတွေအကုန်ရှင်းပြီတကယ်လို့မှ Cherry အကြိုက်ဆုံး part ကတော့ level တစ်ခုသုံးတာနဲ့လာရဲ boss ဘာလို့ဆိုသူတို့တိုက်ခိုက်တဲ့ move set တွေကအရန်ဆော့လို့ကောင်းပြီး design တွေကလည်းအရန် creative ဖြစ်တယ်ဒီတစ်ခုဆိုကြည့်ကြည့် it's comic kong through donkey kong ကို communist ပြောင်းပြတယ် Now that's fucking hilarious. I also love how နောက်ဆုံးမရှင်ကိုနိုင်လို့ရှိရင်စာလင်ကအပြက်စီးပုံလင်ကပုံယုံထလာပြီးတော့အញ្ញန်ခံတယ်။ But then ကျွန်တော် protagonist ကပြတ်တက်ပြတာပဲ။ Hmm. Yes. တခြား pop က game တွေရဲ့ vibe လိုပဲ။ဥယျာဉ်စိုက်တာလေးတွေ၊ငားမွေးတာလေးတွေ။ War crimes တွေ။အဲ့လိုပြင်းထန်တဲ့တိုက်ပွဲတွေအပြီးမှာအနားယူလို့အကောင်းဆုံးနည်းကဘာလဲသိလား? It's pizza time. Pizza time. Pizza friends ya. ကျွန်တော်တို့အားလုံးရဲ့ pizza ဆိုင်လေးတွေကိုဖွင့်ကြည့်လဲအိမ်မက်လေးကိုကောင်းထည်ပေါ်ပေးတဲ့ game လေးတစ်ခုပေါ့။ဟင်။ဘယ်သူမှပါဘူး။ငါတယောက်တည်း Well shit. Anyway, ကျွန်တော်တို့ကဒေဝါလီခံလိုက်ရတဲ့ pizza စီးပွားရေးလေးတစ်ခုကိုအောက်ခြေအနေပြန်တိစောက်ပေးရအောင်။ ညွန့်နဲ့တိတိလေးတွေကနေပီတာဆိုင်တိတိလေးတွေနဲ့စားတယ် and နောက်ဆုံးမြို့ကြီးတွေအထိပါတက်ရောင်းရင်းနဲ့ပေါ့ခင်းရဲ့အစမှာတော့ topping နှစ်မျိုးပဲရှိသေးတာ the mozzarella cheese pizza ရဲ့ the glorious pepperoni pizza ရဲ့စတောင်းနဲ့ alike topping တွေအမျိုးမျိုးထပ်ပွင့်နေတချို့တွေကစောက်ရမ်း peak ဖြစ်တဲ့ topping တွေဥပမာပဇွန်ပဇွန်လုံး and aloo jo mm yummy but then နဲ့မင်းကထုတ်စီရဖြစ်တဲ့ topping တွေလည်းတွေ့ရတယ် like nari chocolate and uh pineapple my god heavy whoop on my best be more she at here ဒီနေရာအများကြီးပူဆိုတာပဲသူတို့ပီဇာပေါ်နည်းနည်းသီးတင်တယ် nah nah that's where i draw the fucking line man that that, that is some bullshit နည်းနည်းသီးကိုမေးလိုက်တော့ ကြီးမားနေဆိုးပြီးပြင်။ဖွင့်သွားရခဲ့တဲ့ topping ကြီးနဲ့လည်းသူ့ pizza ကိုဒီဇိုင်းဆွဲလို့ရတယ်။ and အဲ့ pizza ရောလည်းပြန်ရောင်းလို့ရတယ်။ဒါတတိကိုရင်ဖန်တီးထားတဲ့ pizza the uncle test special လို့နာမည်ပေးထားတယ်။ recipe ကတော့ရပဇွန်နေပြတ်သိပ်ထည့်ထားပါပဲ။ my masterpiece ။ဟော။ဟောလာလိုက် Hello, tell Mr. Pizza Saya ba. Mm -hmm. Mm -hmm. Mm -hmm.

ဘို့ဆိုတကယ်မီနီနိုင်သမျှမီနီဆုံးဂိမ်းမုတ်လေး၃ခုပဲပါလို့ပထမတစ်ခုကပြင်းစရာအကောင်းဆုံးပဲအဲ့ဒါကက်တလေးလှန်ပြီးတော့မက်ချင်တူရာလေးရှာပြရတာ you know standard stuff ဒုတိယတစ်ခုကတော့ဂိမ်းမုတ်ဆိုင်လေးဟိုကျွန်တော်တို့ conveyor belt ကြီးပေါ်မှာဂိမ်းမုတ်လေးဖန်ပြီးရတယ်သူ screen ပေါ်မှာပြထားလေးနဲ့တူအောင်လို့ဒါပေမဲ့ကိုလိုတော့လည်းတည်းကြီးလို့ဆိုရင်တော့သူလှုပ်စေခြင်းနဲ့ဂိမ်းမုတ်အောင်လွင်ဂျန်နာကုန်လုပ်တယ်ရဲ့ and then we have the uh a two zone mini game ရှိရဲ့ အဲ့ဒါအလှပြင်ဆိုင်လေး customer ရဲ့ shape ကိုပဲပြပြီးမျက်လုံးတွေနှာခေါင်းတွေဗစက်တွေရွေးပေးရတယ်သူတို့မကြည်နဲ့မချင်းနောက်ဆုံးစုပ်ပြတ်တဲ့နေရဲ့မျက်နှာကြီးထွက်လာရော and ကိုကြိုက်တာရွေးပေးခွင့်လည်းမရှိဘူးဘာ hint မှလည်းပေးမထားဘူးဆိုတော့ I don't I don't get it ဒါလှပြင်ဆိုင်မဟုတ်လား What do you mean ကမလားမင်းငါတဲ့ပိုတီပြောနေရလား You fucking piece of shit ဒါ ego pop Eagle Pop မှာကျွန်တော်တို့ Eagles လို့ခေါ်တဲ့ဒီမွှေးလုံးလေးတွေကို Evil Zoids တွေကဖမ်းသွားတယ်လို့သိရတယ်။ဒါကြောင့် Eagle သူရဲကောင်း၄ယောက်ကပြန်လိုက်ကယ်တင်ပေးရတယ်။သူတို့တွေက Fizzy, Dizzy, Rizzo and then Boss. I'm the boss. The Shark Casual Games နဲ့မတူတာကတော့ဒီ game က story အပေါ်အများကြီးကို focus တယ်။ Kind of giant dialogue လေးတွေကချစ်ဖို့ကောင်းတယ် and sometimes yeah ဘတ်အားအကြောင်းမလားတော့မသိဘူး game play ဘက်မှာအရင်စင်ဘက်ဖြစ်သွားတယ်ကျွန်တော်လောရဆိုလို့ဒီ eagle flame ကိုကယ်ပြီး win bow wow ကိုပို့ပေးရမယ်တကယ်လို့အယောင်တူရာလေးထက်ထားရင် combo bonus ရတယ်ဒါပေမဲ့မရလဲ stage တွေကတော့အောင်းလာပါမယ် there's one way that we lose ရတဲ့ land နေပြီးတော့သူ့ပတံအတိုင်းသွားတဲ့ zone တွေအဲ့လိုမျိုးတွေ anyway ရှိရဲ့ but tell you ဆက်စောတဲ့လောက်ထီတော့ game ကခက်မလာဘူး and ရန်သူ zone တွေကလည်းရှောင်းအောင်အရန်လွယ်လမ်းနေဆိုတာလည်းအဲ့လောက်မလျှောက်ဘူး ဒါပေမဲ့တကယ်ရှုပ်တဲ့ game တခုကိုလိုချင်လားဒါ Vermins လမ်းပြောင်းရဲ့ရကူ၅កောင်ကိုတောက်တယ်ပြန်ပို့ပေးရတဲ့ game စေးတစ်ခုစီမှာ level 5ခုနဲ့လာရင်ရကူ၅កောင်အတွက်တကောင်စီတစ်ခု Pinky အလွယ်ဆုံး and then Shady သူကအပေါ်ပါ After that we have Ruben the fat one ဘာလို့ဆိုတော့ဖတ်ဒီကောင်ကတော့အခွဲထဲမှာမြဲပါမယ်လေ crazy. And finally, we have Lulu. Mingli le mingli, Lulu zo mingli zo so lo. Tu ga level ye khan song version yo ya de na bo. Tu ro raccoon le de yo thain bi, di shou thwe ye ka lan ma yi de, to se myo de ya ni, anye de yo phyet po bi ya. Wow, myo de myo da de ya a chaw so yo ga phyet ni ya. then our power ups လေးရှိရယ်ဥပမာသူများတွေကိုဖြတ်ပြီးသွားလို့ရတဲ့ potion or အရာရာကိုခဲ့ပြတဲ့ freeze ability ဘာသာကိုပို့ပြီးတော့ဒုက္ခပေးပါလေရယ်ဘာလို့ဆိုတခါလေးဒီကောင်လေးကခင်းရင်ကိုသွားမယ်လမ်းကိုပါပိတ်ပစ်တာဆိုတော့ can can you fuck off please pop up game ကို casual game တွေရဲ့ဘယင်အဖြစ်တင်ပေးလိုက်တဲ့ game တွေတခုကတော့ zoomer လို့ခေါ်တဲ့ game လေးရယ် and actually အဲ့ဒါ Marvel Shooting Game လေဒီ game နဲ့မှာကျွန်တော်တို့ကြောက်ဖားလေးတကောင်နေရာနေစောရတယ်ပြီးတော့ဗဇက်ထဲကရောင်စုံပေသီးလေးနဲ့လမ်းပေါ်ကရောင်စုံပေသီးလေးကိုလှမ်းပြန်တကယ်လို့၃ခုတက်ပို့ရင်အဲ့ပေသီးလေးပေါက်ပါတယ် That's all ဒီ game ရဲ့အကြီးဆုံးအားသာချက်က level design ဒါလမ်းလေးပဲမဟုတ်ဘူးဒီမွေးလိမ်မွေးကောက်လမ်းတွေရဲ့ကိုယ်တိုင်းအလဲတိုင်းကတိတ်ချစီစဉ်ပြီးဒီဇိုင်းဆွဲထားဒါမှ ဘယ်နားတွေကနေပြက်ကွက်တွေဘယ်နားတွေကရှင်းကွက်တွေဆိုတာပေသီလေးတွေတွားတဲ့ပတ်တန်နဲ့အရာကိုသိချလေးလာတဲ့သူတွေအတွက်အများကြီး rewarding ဖြစ်အောင်အဲ့ဒီအယူကောင်းပေါက်လေးကိုဝင်ငန်းကြီးကျမတက်စကူလုံးရှင်းပြတဲ့ပုံမူတော့အောင်ဆိုရင်လေရပိုကိတ်တဲ့စိတ်ကိုတက်ကြွားတယ် and men through zoom out 1နဲ့ဖိတ်သွားပြီလို့ထင်းနေတော့မှရှိသေးရဲ့သူကဘာပြန်ပြောလဲသိလားဒါငါတို့ခုတ်ထားရဲ့ထင်းနေရလားတဲ့ဒါဘာမှမဟုတ်သေးဘူးဒါအစာပြေလေးပဲတဲ့တကယ်ခုတ်ပြမဲဆိုပြီး သူတို့တကယ်ကိုချက်ပြုတ်ခဲ့ကြပါတယ် because သူတို့ရဲ့လက်ရာ Zoomus Revenge ထွက်လာပြီ and Brody this was fucking legendary ပထမဆုံးကျွန်တော်ရဲ့ဖာကခုတနေ့အားနဲ့တနေ့အားခုံသွားလို့ရပြီဒါကြောင့်ကိုယ့်ရဲ့ပြစ်လန်းကိုပိုကောင်းအောင်ရှာရရှူတောင်းနေအများကြီးတိုးသွားစီအော်တချို့ level မှာဆိုလို့ရှိရင်ရှောင်းလန်းတစ်ခုပေါ်တင်ပေးလိုက်တာလွတ်လွတ်လပ်လပ်ချွေးလို့ရအောင်လို့ and then they got boss fights fucking boss fights သူတို့ရဲ့ boss fight တွေထည့်ပေးပလိုက်တာတောက်ဆိုးတို့ Elden Ring တို့နေရဲလို့ရပြီ boss တွေရဲ့ design တွေကလည်း unique ဖြစ်ပြီးတော့ဒီ Zuma ရဲ့ theme နဲ့ kait တယ် Oh and by the way final boss ကကိုယ့်ကိုပြန်ပြီးပြစ်တဲ့ရန်သူဖားတကောင်ငါဘာလို့ဒီ game တွေဝဲနေသေးရတော့ power ups တွေကလည်းပထမတစ်ခုနဲ့ရှင်ရင် improvement တွေအများကြီးတွေ့ရတယ်ပထမ game တွေကလို့ကိုယ့်ပြစ်တဲ့နေရာကိုချိန်ပေးရချိန်ကွင်းရ bombs ရပြန်ပါလာတယ် but then ကြားထဲမှာဘူကောင်ဝင်လောက်နေတဲ့ပေသီးတွေကိုတေချာရှင်းပေးတဲ့ laser ထက်နေတဲ့အတန်းတွေကိုဖောက်ပြီးရှင်းပေးတဲ့သုံးလုံးပြည့်အမြောက်ရောင်တူရာတွေအကုန်ရှင်းပေးတဲ့ static shock man သူတို့တွေ original game ကိုကြည့်ပြီးဟာရတာပေါ့လေကွာဆိုပြီးတော့ခင်ခန့်မွေးကြိုင်နေအကုန်အဆုံးထက်ပေးလိုက်သလိုပဲ it was epic well ဒီဗီဒီယိုအတွက်တော့ games တွေလောက်ပါပဲ now ဒီလိုဗီဒီယိုတွေရဲ့သဘောတရားအတိုင်း mini games တွေအများကြီးကြံခဲ့ပါ အဲ့ဒီချက်ကိုလည်း comment တွေထဲမှာရင်ရင်ကြီးကြီးပြန်သတိပေးဖို့ type ပြီးရိုက်နေကြပါပြီသိကြပါတယ်မပူပါနဲ့ချိန်စီကနေ mini games part 2လာမှာပါဘာလို့လဲဆိုတော့ဒီဗီဒီယိုလုံးဝတာအမှန်တမ်းပြောရရင်နှစ်နှစ်အတွင်းမှာပျော်ဆုံးမှုလို့အဲ့ဒီဟိုးအရင်တော့ကဗီဒီယိုတွေလုတ်ခဲ့တဲ့အပျော်ကိုပြန်ရလာအဲ့ဘယ်တော့ပတ်တူလာမှာလဲလာခြင်းတဲ့ချိန်လာမှာလုတ်ခြင်းတဲ့ချိန်ညမှလုတ်ပြီမှာ okay like လုတ်ခြင်းတဲ့ဗီဒီယိုတွေမှာအများကြီးကြံသေးတယ် like hold your horse ချမ်းရှင်နဲ့ anyway ဗီဒီယိုလေးလောက်ပါမယ် again channel ကိုထောက်ပံ့ကူညီပေးနေတဲ့ supporter တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဒါသပြင်ဒီ discord ကနေအများကြီးပေးတဲ့ wisman ဆိုတဲ့ group now teddy ရဲ့ big announcement အတွက်အချိန်ရောက်ပြီနောက်လာမယ့် project 3ခုရဲ့နောက်ဆုံးမှာ10 minutes memes review ဆိုတဲ့ဗီဒီယိုလာပါမယ် basically teddy က teddy နဲ့ or 10 minutes channel နဲ့ပတ်သက်တဲ့ memes တွေ post တွေကို review ဒါမှမဟုတ် reaction အဲ့လိုလုပ်ပေးသွားမှာပါ and idea အကြိုက်ဆုံးနဲ့ effort အပါဆုံးကိုရွေးပြီး money award နဲ့ giveaway ပေးသွားမှာပါတတိယအကြိုက်ဆုံး post ကိုတသိန်းမုံမပေးပြီတတိယဘလို့ post တွေ well အားလုံးဒီပါရတယ် memes တွေ editing fan art all that good shit ဒီနေ့မှာဘလို့ပေါင်ဝင်ရမလဲဆိုတော့လွယ်ပါတယ်အဲဘယ်မှာတင်းတင်းရရည် YouTube, Facebook, TikTok ဘာမှလို့လဲဆိုတော့တတိယတက်တွဲရမယ်တိုက်တယ်မှာတိချာလေးဘာလို့ဆိုတတိယတို့ရှာမတွေ့ခဲ့လို့ရှိရင်ဒီ memes တွေ contest တွေမှာပါဝင်လာမှာမဟုတ်ဘူးလေတတိယ recommend ပေးရတဲ့အလွယ်ဆုံးနည်းကတော့တတိယရဲ့ Facebook page ပေါ်တင်တာပါလေ Temister Special Edition ဆိုတဲ့ page အဲ့မှာတတိယ fan တွေအကုန်တင်နေတာတင်လို့ရအောင်ဖွင့်ပေးထားတယ်နောက်ကြလို့ရှိရင်အဲ့မှာလည်းတခြား content တွေလုံးဝမအားဆိုတော့အခုကလေးလူပိုးစီတယ် So yeah ို့လိုလုပ်ပေးထားတဲ့ content တွေကို real ဖို့စောင့်နိုင်တော့ဘူး and so အားလုံးနဲ့နောက်ပြန်ပါမယ် peace